ဂျာမနီနိုင်ငံကအထူးကုဆရာဝန်အဖွဲ့တစ်ဖွဲ့ဟာရခိုင်ပြည်နယ်ကအာခေါင်ကွဲနှကန်းကွဲလေဘင်းကြီးဝေဒနာရှင်တွေကိုစစ်တွေမြို့မှာ ခွဲစိတ်ကုသပေးနေပါတယ်။ RFA သတင်းတော်ကိုမင်းသိန်းအောင်ကတင်ပြထားပါတယ်ရှင်။မြန်မာနိုင်ငံစပေါ်မမြအသင်းကဦးဆောင်ပြီးရခိုင်ပြည်နယ်အနှံ့မှာရှိတဲ့နှကန်းကွဲအာခေါင်ကွဲစတဲ့ဝေဒနာရှင်တွေကိုဖေဖော်ဝါရီလ22ရက်နေ့ကနေမတ်လ6ရက်နေ့အထိ73ရက်ကြာစစ်တွေမြို့ပြည်သူ့စစ်ရုံးကြီးမှာအခမဲ့ခွဲစိတ်ကုသပေးနေတာပါ။အခုအချိန်ဟာ စစ်တွေမြို့မှာခွဲစက်ကူးတာရာစတုထအကျင်းများဖြစ်ပြီးတော့ရှင်းပြနေပလက်ဝါမြို့နယ်ကဝေနာရှင်တွေအပါဝင်ရခိုင်ပြည်နယ်မြို့နယ်အသီးသီးကဝေနာရှင် စုစုပေါင်းတရားကျော်ကိုဆက်လက်ကူးတာပြနေတာလည်းဖြစ်ပါတယ် I came to Myanmar and work in Myanmar since 1995 for Kandoji Hotel and I made a holiday in in Napali so I fell in love with Rakhine state In 1999, I opened the first international hotel in Napali, ကျွန်တော်ဟာမြန်မာနိုင်ငံမှာ1995ခုနှစ်ကတည်းကအလုပ်လုပ်နေတာဖြစ်ပါတယ်။ငပလီမှာအပန်းဖြေအနားယူရင်ရခိုင်ပြည်နယ်ကိုကြိုက်နှစ်သက်လာပါတယ်။ဂျာမနီနိုင်ငံကအခမဲ့ခွဲစိတ်ကုသပေးနေတဲ့မိတ်ဆွေဆရာဝန်တွေဟာမြန်မာနိုင်ငံကတခြားဒေသတွေမှာကုသပေးနေတာကိုသိလာရပြီးသူတို့ကိုခေါ်ယူပြီးအခုလိုစီစဉ်လာခဲ့တာဖြစ်ပါတယ်။ပထမဆင့်အနေနဲ့ငပလီဘက်မှာကုသပေးခဲ့ပြီးအခုစစ်တွေမှာကုသပေးနေတာပါ။မြန်မာနိုင်ငံမှာနှခမ်းခွဲအာခံခွဲကလေးငယ်တွေဟာနေရာအနှံ့မှာရှိပေမဲ့ ရခိုင်ပြည်နယ်မှာတော့ခွဲစက်ကုသရေးတွေကိုလက်လန်းမမီတာကြောင့်အခြားဒေသတွေထက်ပုံမမြပြတာကိုတွေ့ရတယ်လို့လည်း Mr. Oliver ဆိုသက်ကပြောပါတယ်။ဒါအပြင်ရခိုင်ပြည်နယ်မှာတာမန်တဲ့ဥကောင်ပုတ်ကြီးတဲ့ကလေးငယ်တွေပိုများတယ်လို့ဥနောက်နဲ့အာယွန်ကျောဆိုင်ရာယောဂခန်းစားနေရတဲ့ကလေးငယ်တွေအများပြားရှိပြီးသူတို့တွေအနေနဲ့စီကုသရေးပိုင်းတွေမှာလက်လန်းမမီနိုင်ကြဘူးလို့သိရပါတယ်။စစ်တွေမြို့မှာအခုလိုခွဲစက်ကုသမှုတွေကိုဂျာမနီနိုင်ငံကကျွမ်းကျင်ဆရာဝန်ကြီးချက်ဦးနဲ့ ကူသူနာပြုနှစ်ဦးတော့ကအဓိကဦးဆောင်ပြီးတနေ့ကိုလူနာ15ရောက်လာစီခွဲဆဲကူသားပြနေရလဲဖြစ်ပါတယ်မြန်မာနိုင်ငံစပေါ်မှုများအသင်းအနေနဲ့2013နှစ်ကွန်ပိုင်းကစတင်ပြီးရခိုင်ပြည်နယ်မြို့နယ်အနှံ့ကနှခမ်းခွဲအာခံခွဲလူနာပေါင်း900ကျော်ကိုအခမဲ့ခွဲဆဲကူသားပေးခဲ့ပါတယ်ဦးဇင်းတို့ဒီကအကျိုးဆောင်သင်္ကာတွေအနေနဲ့ကလေဟိုကြိုတင်ပြီးတော့အသီးပေးဖို့ကြိုညာဖို့ကအရှင်ကမရဘူးဟိုအဲ့လိုအရှင်များတဲ့အခါမှာလူတွေရဲ့ သတင်းသိမှုကတာရီနေသွားတယ်နေသွားတဲ့အခါကျတော့လူနာတွေကခါတိုင်းနှစ်လောက်ကတော့မရောက်ဘူးဒါပေမဲ့ဥစဉ်တော့လူနာမရောက်ပေမဲ့လည်းရောက်လာတဲ့လူတွေအကုန်လုံးဟာခွေးစိတ်ကူတာမျိုးလူတွေဖြစ်နေတဲ့အတွက်ဟိုခွေးစိတ်ကူတာမှု အပိုင်းမှာကတော့ပုံမှန်လူတရာယူလောက်တော့ဖြစ်ပါတယ်ခွေးစိတ်ကူတာဖို့လာရောက်ကြတဲ့တချို့လူနာမိသားစုတွေအနေနဲ့စစ်တွေမျိုးကိုလာရမဲ့ဇယိတ်ကောမတက်နိုင်တာကြောင့်အင်ယာတွေကိုပေါင်နှံရောင်းချပြီးလာရောက်ရသူတွေလည်းရှိပါတယ်သူတို့တွေအပြင်လူနာအားလုံးကို စစ်တွေမြို့အလိုတော်ပြည့်ကျောင်းတိုင်းမှာတဲခေါ်ခွင့်ပြုထားပါဗျ။အခုလိုအခမဲ့ခွဲစိတ်ကူတာရဲ့အစီအစဉ်မှာမွေးရပါကိုလက်အင်္ဂါချိုးရင်တဲ့ယောဂါတွေနဲ့မိလောင်တန်ရအမျိုးသားတွေလည်းပါဝင်ပါဗျ။အဲ့ဒါမွေးရပါရှင်။မွေးကလေးကပါလာတာပါ။စေခံတော့ပြောက်ခုရတယ်ရှင်အဲ့ဒါဆရာဝန်ကအဲ့လိုမျိုးပြောပါတယ်ဒီရှည်တော့ကဒီလိုမျိုးဒီလိုမျိုးခွဲစိတ်ကူတာမှုမလုပ်လို့ရှိရင်ဒီရှည်တော့ကပုတ်သွားနိုင်တယ်လို့ပြောပါတယ်ရှင်ဒီလိုမျိုးကူတာပေးတဲ့အတွက်ကျွန်မအတိုင်းမသိလေးဝမ်းသာပါတယ်ရှင်ကျေးဇူးလည်းအများကြီးတင်ပါတယ်ရှင် ်ရခိုင်ပြည်နယ်မှာမောင်တော့နယ်စပ်ဒေသတွေအပြင်လမ်းပန်းဆက်သွယ်ရေးခတ်ခဲ့တဲ့နေရာတွေမှာအခုလိုနှခမ်းခွဲအာခံခွဲလူနာတွေရှိနေနိုင်ပါတယ်သူတို့ကလည်းအရှင်နေပြီးရင်ပြေးတယ်လို့အခမဲ့ခွဲစိတ်ကူတာရဲ့အစည်းအဝေးတွေကိုဆက်လက်လှုပ်ဆောင်သွားအောင်မှာဖြစ်တယ်လို့လည်းမြန်မာနိုင်ငံစပွန်များအသင်းဥက္ကဋ္ဌမစ္စတာအော်လီဗာဆော့သက်ကပြောဆိုပါရယ်ခင်ဗျာ